ပေါ်ကရိုက်เสียမလို့တော့ပဲအစင်အတန်းမြင့်ရတနာကျော်ညာရီနဲ့ဝင်းငွေထိတ်ဆုံးမှရက်တည်နေတဲ့ပြည်တူးနဲ့အင်ထရာကျော်စင်ဒီနေ့ခေတ်အနည်းပညာလောကမှာပင်ပင်မမန့်ဇက်ကားရီပေါ်ကရီကိုရိုက်ကူးနေเสียမလို့ပဲတကယ့်စိန်စစ်စစ်ရွှေစစ်စစ်တွေကိုတကူလုံးမှဝစ်ဆင်ပြီးကျော်ညာတစ်ခုထဲနဲ့ဝင်းငွေသိန်းထောင်ချီတောင်းချီရနေတာဘယ်သူတွေလဲလို့မေးလိုက်ရင်တော့ အဖြေကတခုတည်းပဲရှိပါတယ်။ဒါကတော့မြမပြည့်ရဲ့ power cap ပဲလို့တင်စားရတဲ့ပြည်တီဦးနဲ့အင်ထွာကျော်စင်တို့ဇုံတွဲပါပဲ။အခြားနည်းပညာရှင်မောင်နှမတွေကဇက်ကားတွေတကားပြီးတကားတခမ်းမီတခမ်းကိုပြင်းမဆင်းရဲခံရိုက်ကူးနေရတဲ့အချိန်တချို့ဆိုရင်ပြိသက်ဝေပန်းတဲ့ပေါကားတွေထဲမှာတရုပ်ဆောင်ရင်းနဲ့ဝင်းဝေးရှာနေရတဲ့အချိန်မှောင်ပြည်တီဦးနဲ့အင်ထွာကျော်စင်တို့ကတော့လုံအောင်ကိုအကွဲပြားတဲ့လမ်းကြောင်းတစ်ခုပေါ်မှာပေါ့။သူတို့ကတမိုးကြီးလဝိယတနာတွေစိန်တဲပစ္စည်းတွေရဲ့ brand ambassador တွေအဖြစ်ခန့်ညားထဲဝါစွာနဲ့ဝင်းဝေးတွေကိုလွယ်လွယ်ကူကူရရှိနေတာဖြစ်ပါတယ်။ လက်တလုံးမှာသူတို့ရဲ့လှုပ်ရှားမှုတွေကိုကြည့်လိုက်ရင်တော့အမခမ်းပါပဲရှင်။မကြသေးခင်ကမှနီလာစိန်ဆိုင်ရဲ့ကြောင်ညာရိုက်ကူးမှုမှာဆိုရင်သူတို့ဇနီးမောင်နဲ့နှစ်ယောက်လုံးကအဖြူရောင်မြမဝတ်စုံလေးတွေနဲ့တကူလုံးကိုစိန်တွေဗရမများတွေစီချဲပြီးတကယ့်ကိုကြက်တရေရှိရှိလှပနေတာကိုတွေ့မြင်ခဲ့ရပါတယ်။သူတို့ရဲ့အရှိန်အဝါကအရင်စိန်တွေရဲ့တန်မိုးကိုတောင်ပိုပြီးမြင့်တက်သွားစေတယ်လို့ပါပဲရှင်။ ဒါရီတင်မကတိပဲပေကနေရသက်တပတ်တွေတုံးကလေဝင်ဖူးရွှေဆိုင်ရဲ့ကြောင်ရရိုက်ကူးရေးမှာရွှေအစိကိုဘိတ်တာတန်ရွှေချုံလာကြီးနဲ့အတူရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကလည်းပြည်သက်တွေကိုအံအသင့်စေခဲ့တာပါရွှေသားစစ်စစ်တွေကြားမှာသူတို့နှစ်ယောက်ရဲ့တည်ငြိမ်ခံညာမှုကတကယ်ကိုမင်းဆန်တဲ့ခန်းစားချက်တွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်အခုလည်းနီလာစိမ့်ဆိုင်ဖွင့်ပွဲမှာလည်းသူတို့ရဲ့ချက်တည်ရှိမှုကထင်ကနေပါပဲရှင့် ဒါဆိုရင်တော့မေးစရာရှိလာပါတယ်။ဘာကြောင့်ဒီလိုဈေးအကြီးဆုံးအခမ်းအနားဆုံး brand ကြီးတွေကအခြားမင်းသားမင်းသမီးတွေထောင်ပေါင်းချီရနေတဲ့ဈာကမှပြည်တည်ဦးနဲ့အင်တာကျော်စင်တို့ဇုံတဲကိုမှရွေးချယ်ပြီး brand ambassador ဖြစ်ခန့်ကျတာလဲ။အဖြေကတော့ရှင်းရှင်းလေးပါပဲရှင်။သူတို့နှစ်ယောက်တိစောက်ထားတဲ့ image ကြောင့်မှပြည်တည်ဦးနဲ့အင်တာကျော်စင်တို့ရဲ့ပုံရိပ်က brand တွေရဲ့အမြင်မှာတယောက်ဆောင်ဆိုတာထက်ပိုပါတယ်။ သူတို့ကတည်ငြိမ်ပြီးအစဉ်တမ်းမြင့်တဲ့မိသားစုဘဝလူချင်းလူခင်ပေါများပြီးအေးချမ်းတဲ့ဇုံတွဲဆိုတဲ့သင်္ကေတတစ်ခုဖြစ်နေတာပါကလေးပေါင်းများစွာတန်တဲ့စိတ်နှွေရွှေတွေကိုကိုစားပြုဖို့ဆိုတော့နမဲကြီးယုံလှောင်ယုံတစ်ခုတည်းနဲ့လည်းမလုံလောက်သေးဘူးရှင့် ပြည်သက်တွေကယုံကြည်ရတဲ့အားကြရတဲ့မျက်နှာပိုင်ရှင်ဖြစ်ဖို့လဲလိုပါတယ်။ပြည်တည်ဦးတို့ဆောင်တွဲမှာကအရင်အချိန်ဝါနဲ့ယုံကြည်မှုနှစ်ခုစလုံးကအပြည့်အဝရှိနေတာပေါ့။သူတို့ဝင်ဆင်လိုက်တဲ့အခါမှာတော့အရင်ယရနာပစ္စည်းတွေရဲ့တန်ဖိုးကြီးမှုခန္ဓာထင်ဝါမှုကသူတို့ရဲ့ဂုံပုံးနဲ့ပေါင်းဆက်ပြီးပုံမှုပေါ်လွင်သွားစေနိုင်တဲ့ဆွမ်းအားရှိကြပါတယ်။ ဒါကြောင့်လေဒီလိုတံပိုးအခြေဆုံးရတနာကြောင်ရီကိုရိုက်ကူးခွင့်ရတာကအခြားသူတွေစီမရောက်ဖယ်ပြည်တူးနဲ့အင်တော်ကျော်စင်တို့ဇုံတွဲစီမှာပဲစုပုံနေတာပါဒီလိုမျိုးချက်တည်းရှိရှိဝှစ်ဆိုင်ပြယုံနဲ့ငွေရနေတာကသူတို့နှစ်ယောက်ထဲပဲရှိတယ်လို့ပြောရင်တော့မှားမယ်မထင်ပါဘူးနော် တရင်နေအရာဆိုရင်တော့သူတို့ဟာချောင်းညာတစ်ခုကိုခံမှန်းချေ3800 900ကနေ3000အထိရရှိရလို့တောင်သိရပါတယ်။လွန်အောင်မြင်မှုရဲ့နောက်ကွယ်မှာအချောင်းရင်တွေကိုထပ်ကြည့်လိုက်ရင်တော့ဒါဟာပြည်တီဦးနဲ့အိန္ဒြာကျော်စင်တို့ရဲ့စိတ်ထားကြောင့်လို့ပဲဆိုရမှာပါ။သူတို့ကအနုပညာအရေးသွေးတွေကိုအစင်တန်းတစ်ခုမှအမြဲတမ်းထိန်းသိမ်းချပါတယ်။ပေါ်ပေါ်ပဲပဲအနုပညာအလုပ်ကိုဘယ်တော့မှလက်ခံလုပ်ကင်လို့မရှိကြဘူးရှင်။ဒါအပြင်သူတို့ကပရိသတ်တွေအတွက်အမြဲတမ်းရှိနေတဲ့သူတွေပေါ့။အထူးသဖြင့်ပြည်တီဦးကပြည်တီဦးပညာရေးဖောင်ဒေးရှင်းကိုတည်ထောင်ပြီးပညာရေးအတွက်လိုအပ်နေတဲ့နွမ်းပါတဲ့အကြောင်း သားတွေကိုနှစ်ပေါင်းများစွာကူညီထောက်ပံ့ပေးခဲ့တာကအားလုံးအသိပါ။ဒီလိုပြည်သက်တည်းရဲ့ယုံကြည်မှုနဲ့အချစ်ကိုအပြည့်အဝရရှိခဲ့တာကြောင့်လေ brand အကြီးတွေကသူတို့ရဲ့ပစ္စည်းတွေကိုပြည်သက်တည်းယုံကြည်အောင်ဒီစုံတဲကိုပဲအားကိုးကြရတာပါ။ဒါကြောင့်လေ PTU နဲ့ Indor ကျော်စင်တို့ကအခုလိုအဆင့်တန်းမြင့်မြင့်နဲ့ဝင်ငွေအကောင်ဆုံးအနုပညာရှင်ဇနီးမောင်နှံအဖြစ်ထိတ်ဆုံးမှရပ်တည်နေနိုင်ကြတာလည်းဖြစ်ပါတယ်။ဒါဆိုရင်ပြည်သက်တို့ရဲ့အမြင့်ကိုလည်းခမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင့်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။